expand 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 amen နောက်ကဘတော်ကောင်းစဉ်လေးကိုကြည့်ရအောင်နောက်ကဘတော်ကောင်းစဉ်လေးကြည့်ရအောင်နောက်ကဘတော်ကောင်းစဉ်လေးကြည့်ပြီးမှထိုင်ရအောင်နော်လူတိုင်းတဲတဲတက်ကြရမည်လူတိုင်းထဲမှာပါတဲ့လူတွေခဏလက်မြောက်အောင်လူတိုင်းကျွန်တော်တို့အားလုံး everyone everyone straight ahead hallelujah ကျွန်တော်တို့အရှိကိုတည့်ရမယ့်အချိန်ရောက်လာပြီဖြစ်တယ်လက်ကုတ်တီလည်းတစ်ခွက်တော့ကြိုဆိုပြီးပြန်ထိုင်ရအောင်အာမင် praise the lord စင်ကိုနိုင်ငံမှာရှိတဲ့အသင်းတော်တွေအားလုံးကကျွန်တော်တို့အခိုင်ပေါင်းဆုံးစင်ကိုအသင်းတော်တွေမြောက်များစွာကကျွန်တော်တို့လည်းကျွန်တော်နဲ့ရင်းနှီးတဲ့လူတွေကဆက်တွေ့ကြတယ်မြန်မာပြည်အတွက်ဆုတောင်းပေးနေတယ်ဆိုတဲ့သတင်းစကားပြီးတော့ဒီနေ့ကျွန်တော်တို့ပြုလုပ်တဲ့ရမြန်မာပြည်တိုင်းတာတစ်ခုလုံးမဟုတ်ပေမဲ့တော့ကျွန်တော်တို့အသင်းတော်နဲ့နီးစပ်တဲ့လူတွေဖြစ်ပေမဲ့တို့ကတော့မှာပါတယ် ဒီနေရာနေနှခွန်းဆက်တာပေးပါဆိုပြီးကပ္ပ AG ဥက္ကရာ Reverend Dominic Yoga လည်းနှခွန်းဆက်စကားပြောလိုက်သလိုပြီးတော့ကျွန်တော်တို့ဒီ Anglican ဘက်ကကျွန်တော်နဲ့ခင်တဲ့အာဒီဆရာကြီးတွေကလည်းနှခွန်းဆက်စကားပြောလိုက်သလိုပြီးတော့ကျွန်တော်တို့အာ USA က Aurora Robert University က Provost နဲ့တကွဥက္ကရာကြီးကလည်းမြန်မာပြည်အတွက်အဆုတောင်းပေးနေပါတယ်ဆိုတဲ့သတင်းစကားပြီးတော့ကျွန်တော်တို့အခြေရတဲ့ Bishop Curtis Baker ကသူအရန်လာခြင်းတော်လဲပဲ ဒီတစ်ခေါက်မှမလာနိုင်သေးတဲ့အတွက်အရန်ချစ်တယ်ဆိုရတာလေနှုတ်ကွန်းဆက်စကားတွေကျွန်တော်ယူဆောင်လာပါတယ်အားလုံးကိုဖះရှင်ကောင်းကြီးပေးပါစေယနေ့ခံယူမဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကလူတိုင်းတဲ့တဲ့တကြရမည်အားလုံးအတွက်ဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကအာမင်ယောရှုမဇာခန်းကြီး6အငယ်9မှာဘာလို့တွေ့ရလဲဆိုတော့ယူဘီလာတဘိုးတို့ကို ရှေတော်တန်နဲ့မှုတ်၍ တဘိုးကိုကြားလျင်တဘိုးတန်ကိုကြားလျင်လူအပေါင်းတို့သည်ကျဲသောတန်နှင့်ကြွေးကြော်၍မြို့ရိုးသည်အကုန်စင် ပြိုလဲရလိမ့်မည်ထိုအခါလူများတို့သည်တက်တက်တရကြမည်ဟုယောရှုအားမိန်တော်မူ၏ဆိုဒီနေ့ဒီတန်နန်းဒီကျွန်တော်တို့ expand ဆိုတာအပြောတစ်ခုတည်းမဟုတ်ဘူးစကလုံးတက်တက်မဟုတ်ဘဲနဲ့လှုပ်ဆောင်မှုပါသောစကားဖြစ်တယ်သူကကျွန်တော်တို့ကိုခိုင်းစေချက်ဖြစ်တယ် expand ဆိုတာက verb ဖြစ်တယ် expand ဆိုတာက a make command ဖြစ်တယ် expand ကကျွန်တော်တို့စီကနေ action လို့ဝတ်တယ်အချစ်မပါတော့ယုံကြည်ခြင်းအသေးဖြစ်တယ်ဆိုသလိုယုံကြည်တယ်လဲပြောတယ်မလိုက်လျှောက်လို့တော့မရဘူးဒီနေ့ကျွန်တော်တို့လိုက်လျှောက်တဲ့လောက်လဲဖခင်ကကျွန်တော်တို့ကိုအပိုင်သိမ့်စေဦးမှာဖြစ်ပါတယ် expand ဆိုတာကျွန်တော်တို့ရဲ့တိုးပွားမှုဒိုင်းကိုကျွန်တော်တို့ expand လို့ခေါ်ပါတယ်။ဟေရှာအခန်းကြီး54အငယ်1ကနေ3တင်းဤတဲရာကိုကျယ်စေလော့ သင်ဤနေရာမျက်နှာချက်ကို ကြည့်ကြည့်အောင်လို့နှမျောသောစိတ်မရှိနဲ့ကြိုးတို့ကို ရှည်စီအောင်လို့တိုင်တို့ကိုမြဲစွာစိုက်လို့အကြောင်းမူကားသင်သည်လက်ရဘက်လက်ဝဲဘက်တို့၌တိုးပွားလိမ့်မည်သင်ဤအမျိုးနွယ်သည် တပါးမျိုးသားတို့ကိုအမွေခံ၍သူတို့ဤစိတ်ညံသောမျိုးတို့၌နေရကြလိမ့်မည်ဒီနကဘတော်တဲ့ကသူရဲ့အဓိကစကလုံးတစ်ချို့ကိုဆွဲထုတ်မယ်ဆိုရင် ပထမဆုံးအနေနဲ့တဲ့တဲ့တက်ချင်းကိုကျွန်တော်တို့ဆွဲထုတ်ရအောင် straight up straight up straight ahead go forward အရှိကိုသွားဖို့အတွက် key words လေးတွေကိုပြပေးပါတဲ့တဲ့တက်မယ် now key words ကဘာလဲဆိုတော့လက်ဝဲပဲနဲ့လက်ရပဲဆိုတာလည်းပြောထားတယ်ဆိုတော့အရှိတက်တက်သွားမယ်လက်ဝဲဘက်ကိုသွားမယ်လက်ရဘက်ကိုသွားမယ် အနောက်တော့စုံမှာမဟုတ်ကြတော့နော် no you turn အနောက်တော့မစုံဒါပေမဲ့အခုကျွန်တော်တို့ပြောမယ့်ဒီနေ့ပြောမယ့် direction က၃ခုပဲကျွန်တော်တို့ပြောမယ်အရှိတက်တက်ရယ်လက်ဝဲဖက်ရယ်လက်ရဖက်ရယ် okay ဘေးမှာရှိတဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့လူကိုနှုတ်ဆက်ပါအောင်အတူတူထိုင်ရတာဝမ်းသာတယ်လို့ဘာလို့ဆိုတော့ကျွန်တော်တို့လက်ဝဲဖက်လက်ရဖက်ကိုလည်းသတိထားပြီးတော့နှုတ်ဆက်ပါအောင် amen ကျွန်တော်2013ခုနှစ်ကနေ2016ခုနှစ်ထိကိုရီးယားမှာရှိတဲ့ project တစ်ခုမှာကျွန်တော်ကံရတဲ့ခါမှာမကြာခဏကျွန်တော်သွားဖြစ်တယ် တော်ဖြစ်တဲ့ခါမှာအဲ့ဒီမှာကျွန်တော်တို့အခုလိုလောက်လဲအဲဒီအာအရန်လဲကျွန်တော်တို့ခင်မမီဘူးကျွန်တော်တို့ကအထူးသဖြင့်ကျွန်တော်ဆို Nokia ဖုန်းပဲသုံးသေးတယ်အဲ့တုန်းကဆိုတော့ကျွန်တော်တို့ကိုဟိုတယ်ကနေကျွန်တော်တို့ရဲ့ဌာနကနေပြီးတော့မှစာလေးနဲ့ရေးပေးတယ်ကိုရီးယားစာအဲ့ဒါလေးကိုကိုင်းပြီးတော့မှတက္ကစီစီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါလေးကိုကြည့်ပြီးတော့ပြောရတယ်တက်တက်သွားခြင်းရင်တက်တက်ဘဲဘဲသွားခြင်းဘဲဘဲညာဘက်ကိုသွားခြင်းဒီသုံးခုပေါ့ဒီသုံးခုကိုကျွန်တော်အရင်ဆုံးစာရွက်ကလေးနဲ့မှတ်ခဲ့ရတယ်ပြကြည့်ပြပေါ့နော် orange အဲ့ဒါဆိုလို့ရှိရင် ဘဲဘဲနော်အန်ဂျို sorry အန်ဂျိုအော်ရန်ဂျိုပြီးတော့အာជីជីဟာဆေယိုအဲ့ဒါအဲ့၃မျိုး ਨੇ ကျွန်တော်အလုပ်ဖြစ်နေတာဆိုအန်ဂျိုအော်ရန်ဂျိုជីជីဒီ၃ခု ਨੇ ပဲကျွန်တော်သွားနေအေးဆေးပဲနော်ဆိုဒီနေ့မှာယောရှုမဆာခန်းကြီးတဲ့အငယ်ခုနှစ်မှာပြောတဲ့အရာလေးကနေကျွန်တော်စကြည့်အောင်နော် တို့ဖြစ်၍ငါကျွန်မောရှေမာထားသောတရားတိုင်းကြင့်မိဟုစောင့်ရှောက်ခြင်းကအာယူ၍အလွန်ရဲရင်ခြင်းရှိလောလိုက်ဆိုပေးပါအောင်အာယူ၍အလွန်ရဲရင်ခြင်းရှိလောကျွန်တော်တို့ကရဲရင်ချင်းရှိလို့လို့ပြောတာနဲ့ချက်ချင်းဟာတိမ့်မယ်မြို့တွေတိမ့်မယ်เนาะကျွန်တော်တို့ဒါမှမဟုတ်ရှင်ကျွန်တော်တို့ဂျေရီခေါမြို့ဝင်တော့မယ်သို့မဟုတ်ရင်ကျွန်တော်တို့ကအောင်ပွဲခံမယ်အမြဲတမ်းစဉ်းစားရတယ်ဒီနေ့ယောရှုကိုပြောတဲ့စကားလေးကအသိချစ်စရာကောင်းတဲ့ရာတော့ဘာအတွက်ရဲရင်ခံလဲဆိုတော့ တရားအတိုင်းကြင့်မိဟုစောင်းလျှောက်ခြင်းကအာယူ၍အလွန်ရဲရင်ခြင်းရှိတော့ကျွန်တော်တို့ကတခါလေးမှတလွဲယူပြီးတော့မှယုံကြည်သူချင်းချင်း fight တဲ့နေမှာအရန်ရဲရင်နေကျွန်တော်တို့အတင်းတော်ချင်းချင်းပုတ်ခတ်တဲ့နေမှာအရန်ရဲရင်နေပါစတာတွေကိုအတင်းပြောတဲ့နေမှာအရန်ရဲရင်နေငါငါတဲ့ပြောတယ်လူငါယူယူပဲငါတို့ကတဲ့ပဲနော်ဒါပေမဲ့ဒီနေရာမှာဖခင်အာယူပြီးရဲရင်ခိုင်းတာတခြားအတွက်မဟုတ်ဘူးနှုတ်ကပတ်တော်လိုက်လျှောက်ဖို့အာယူခိုင်းတာဖြစ်တယ် အာမင်တရားတိုင်းကြင့်မယ်ဟုစောင့်ရှောက်ခြင်းကအာယူပြီးတော့အာယူရဆိုတဲ့အတွက်အလွယ်တူတော့မရတဲ့သဘောမှရှိတယ်အထုတ်ပြီးတော့ရဲရင်စွာအသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ် next slide လေးပြပေးပါဦးဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကမြင်းလဲစီးဘူးတယ်မြင်းလဲစီးတဲ့ခါမှာမြင်းတွေကိုနော်ဒီလိုမျိုးတရေနဲ့အုပ်ပေးထားတယ်ဘာလို့ဆိုတော့သူတို့ကတောင်ကြီးမြောက်ကြီးအရန်ကြီးတဲ့ဖွဲ့တွေနော်မြင်းတွေကအရှိကိုတက်တက်မသွားတဲ့အတွက်မြင်းလဲမောင်းတဲ့သူတွေကမြင်းကိုတရေပြားလေးနဲ့အုပ် ပေးထားတယ် မှတ်မိကြတာမသိဘူးနော်အမြင်လဲစီးဘူးတဲ့သူများဆိုရင်တော့ကျွန်တော်တို့မစိုးအတော်အတော်တန်အောင်အသက်ရွယ်ရနေပြီနော်ဆိုတော့ဒီမှာထိုတရားနန်းတို့လိုက်လို့တဲ့လက်ရဘက်လက်ဝဲဘက်တို့မလွဲနဲ့တဲ့အဲ့တော့ယုံကြည်သူတွေတစ်ခါလေးမှကျွန်တော်တို့ဒီလိုမြင်းနေတက်တဲ့မျက်မှန်လေးတိုက်ကောင်းမှမသိဘူးဆိုတော့အရှိတက်မဲ့စားနော်အရှိကသွားဆိုလည်းမဟုတ်နောက်ကလိုက်ဆိုလည်းမဟုတ်ဘေးကနေခြေကလင်ကွတ်နေတာနော်တခါလေးမှကျွန်တော်တို့သုံးမွေလဲကျွန်တော်တို့ကဘဲဘက်ကိုကြည့်လိုက်ညာဘက်ကိုကြည့်လိုက်ရောက်ရက်ခတ်နေတာနားမှရှိလို့ပြောင်း တဲ့တဲ့သွားရအောင်လို့ပြောပြပါဟာလေလုယာလက်ခုပ်တီးလေတုံးကွက်တော့တီးပြီးအောင်တဲ့တဲ့သွားရအောင်ဟာလေလုယာအာမင်ကျွန်တော်ငငယ်တုန်းကအင်္ဂလိပ်စကားရမ်းလေ့လာတော့ကျွန်တော် American Center မှာလည်းသွားတယ်တော့ရတဲ့လောက် American Accent ကိုအရင်လိုချင်တာအ British British ကတော့ကျွန်တော်တိတ်နားမလဲလို့တခါတည်းချက်မှသူတို့ပြောရတဲ့နေရာတွေအဖွာအဖော့လေးတွေကနည်းနည်းခက်တယ်ကျွန်တော် What would you like to have what 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 would you like to have အဲ့လိုဆိုဖြစ်နေတော့ကျွန်တော်တိတ်နားမလဲ လန်ဒန်ရောက်တော့ပို့ဆိုးတယ်ဆိုတော့သူကဒီဇောင်းလေးတွေပြောတယ်လို့ကျွန်တော်ခံစားရတယ်နားဆွင့်နေနားမလဲဟိုတခါလေးကျွန်တော်တို့ကနော်အာဝင်းဝင်းပဲငပိတန်နဲ့ဝင်းဝင်းပြောရင်တော့ကောင်းကောင်းနားလဲတဲ့ဆိုတော့အေးစီပဲညီမတွေကစာရေးတာအဆင်ပြေတယ်ဒါပေမဲ့တခါလေးကျရင်ကျွန်တော်နားအသိမရင်ဘူးပေါ့ဆိုတော့ဒီနေ့မှကျွန်တော်တို့ တဲ့တဲ့သွားပါဆိုတိုင်းပြောခြင်းနဲ့အားလုံးတဲ့ပြောမယ်နော်ကျွန်တော်တို့တွေ့ဝိုက်စရာမလိုဘူးအဲ strategic နဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းနော်ညူးညံ့တိမ်မွေးစွာပြောစရာမလိုဘူးကြိုက်တယ်လို့တဲ့ပြောပါတဲ့ fight ပါလို့ပြောတာမဟုတ်ပါဘူးယေရှုလည်းပဲမကြာခဏသူကတိမ်မွေးညင်သာစွာနဲ့ဘယ်သူမှတင့်ကိုမစီရင်ငါလည်းမစီရင်ဘူးနောက်တစ်ခါဘယ်တော့မှအပြစ်မလုပ်နဲ့တော့နူးနူးညံ့ညံ့နဲ့သူကကောင်းမွန်စွာပြောတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြောတဲ့နှုတ်ကပတ်တော်ကတော့ဘုရားကကျွန်တော်တို့ခိုင်းနေပြီဒီရင်ရောက်တဲ့နေရာကနေရှိကိုတက်တက်သွားရအောင် နောက်လည်းမဆုတ်နဲ့ဘယ်ဖက်ညာဘက်ကိုလုံးဝမကြည့်နဲ့အာမင်ထာဝရဘုရားကြောင့်မောရှိကအနှိမ့်စရောက်တော့ခါမောရှိရဲ့လက်ထောက်နှုံဤသားယောရှုဟာထာဝရဘုရားကငါ့ကြောင့်မောရှိကတော့အနှိမ့်စရောက်ပြီတင်နဲ့တင်နဲ့ပါတော့ဤလူအပေါင်းတို့ဒီယခုထ၍ဂျော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့ဤသွေလမျိုးတို့ဟာငါပေးတော်ပြီကိုဝင်စားကြလော့မောရှိကငါဂရိထားဒီအတိုင်းတင်တို့နင်းတော်မြေကိုတင်တော်ကငါပေးမိအာမင်အာမင် ဒီနေ့တင်အိမ်ငါးဘွားမှာရှိနေဆိုရင်အဲ့ဒီတင်နေတဲ့အိမ်တင်နေတဲ့မြေကိုယုံကြည်ခြင်းနဲ့ရယူပါအဲ့ဒီအိမ်ဖြစ်စေအလားတရာဖြစ်စေအဲ့ဒီကောင်းတဲ့အိမ်ဖြစ်စေဘုရားကအပိုင်ပေးနိုင်တယ်ဟာလေလုယာကျွန်တော်ယုံကြည်တာတကူကတင်အိမ်ငါးဘွားမှာကိုယ့်အိမ်လိုသဘောထားပြီးတရားမစောင့်ရှောက်ဘူးဆိုအိမ်ပိုင်ရဖို့နည်းနည်းကြာနိုင်တယ်နော်ပါဆိုတော့ကျွန်တော်တို့ကတန်ဖိုးထားတဲ့ဘုံအတွက်တင့်မှလက်ရှိရထားတဲ့အရာကိုတင်နိုင်နေနေဆိုရင်မရသေးတဲ့အရာကိုဘုရားကအနင်းမှဖြစ်တယ်။အာမင်။အာမင်။ ။ဒါကြောင့်ငယ်တော်မူတဲ့တစ္ဆာရှိတော်သူများဖြစ်ဖို့ဘုရားကောင်းကြီးပေးပါစေ။နင်းထားသမျှဘုရားခင်ပေးတော်နှစ်ဒီနှစ်ဟာနေမြေချဲ့ထွင်တော်နှစ်ဖြစ်တယ်။သာသနာချဲ့တော်နှစ်ဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူအတိတ်တွေရမယ့်နှစ်ဖြစ်တယ်။အသင်းတော်အတွက်မြေနေရာတစ်တွေရမယ့်နှစ်ဖြစ်တယ်။ဟာလေလုယာ။တောကြီးကနေစပြီးလေဘနုန်တိုင်အောင်ဥပရမကြီးမှာစာရွေးဟိတ်တိပီတလျှောက်လုံးနေဝင်ရာဘက်ပင်လေကြီးတိုင်အောင်တင်တို့နယ်အပိုင်းကြားဖြစ်မယ် ဘုရားခင်ကကျွန်တော်တို့ကိုနယ်မြေတိုးချဲ့စေမယ်ဆိုတာနှုတ်ကပတ်တော်ရောက်လာတာဖြစ်တယ်။သင်အသက်ဒီဒီကာလပတ်လုံးသင်ရှိမှာအဘယ်သူများမခံမရက်နိုင်မောရှိနေတူငါရှိတကယ်တို့သင်နဲ့တူငါရှိလိမ့်မည်။ငါဒီသင်ကိုမစွန့်သင်ကိုပြည့်၍မထားအာယူ၍ရဲရင်ချင်းရှိလော့ဘိုးဘေးတို့အားပေးမိဟုငါကြိမ်ဆိုသောပြည်ကိုသင်သည်ဤလူတို့အားဝေ၍အမွေပေးရမည်။ယုံကြည်ရအောင်ကျွန်တော်တို့ တစ်ချိန်မှာအမွေထားခဲ့လို့ရလောက်တဲ့အထိဘုရားခင်ကယုံကြည်ခြင်းမှလည်းမြောက်များစွာတော့ကြီးမားတော့ယုံကြည်ခြင်းကိုဘုရားခင်ချပေးပါစေကျွန်တော်အရင်ရက်တက်မကြီးသေးပေမဲ့အခုကျွန်တော်စစဉ်းစားနေပြီတနေ့ကျွန်တော်ဒီလောကထွက်သွားရင်ကျွန်တော်ရဲ့ legacy ဘယ်လိုကျွန်တော်ထားခဲ့မလဲကျွန်တော်ရဲ့အမွေနှစ်ကိုကျွန်တော်ဘယ်လိုထားခဲ့မလဲဆိုတာကိုကျွန်တော်တို့เนาะမြန်မာလိုတော့တန်ဝေကခေါ်တော့ပေါ့တချို့တွေအတွက်เนาะအသက်40ကျော်လာရင်စဉ်းစားတာဆောလုံးနဲ့လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နေ့ရက်တိုင်းဟာ ီနေ့တင်းရဲ့တက်ရှင်ခြင်းဟာမနဲ့ပြန်တွေ့တင်းကတမိုင်းကိုရေးနေတာဖြစ်တယ်။တင်းရဲ့တင်းကျွန်တော်နဲ့တင်းရဲ့တမိုင်းမကောင်းခဲ့ဘူးဆိုရင်လေအားရစရာမကောင်းဘူးဆိုရင်ဝမ်းမနဲ့နဲ့တော့ဒီနေ့တမိုင်းအစ်တကိုစာရေးရအောင်ဟာလေလုယ။အာမင်။လူတွေကိုတော့မှအမွေပေးနိုင်လောက်တဲ့အထိတကယ်တကယ်သူတို့ကဘာပိုင်ဆိုင်မှုမှမရှိသေးတဲ့အချိန်မှာဘုရားကအမွေပေးနိုင်တဲ့အခွင့်ကိုပေးပြီးသားဖြစ်တယ်။အာမင်။ တို့ဖြစ်၍ငတ်ကြုံမှမောရှိမှုမှားထားတဲ့အတိုင်းပဲတရားအတိုင်းကြင့်မြူစောင့်ရှောက်ခြင်းကအာယူ၍အလွန်ရဲရင်ချင်းရှိလို့အစမှပြောခဲ့ပြီးတဲ့အတိုင်းပြန်ပြီးနှလုံးသွင်းရအောင်ကျွန်တော်တို့ဒီနေ့အာယူရမှာကတယောက်တယောက်တိုက်ခိုက်ဖို့မဟုတ်ဘူးပြိုင်ဆိုင်ဖို့မဟုတ်ဘူးလောကရာထဲနဲ့လှုပ်ရှုပ်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်အာယူရမှာကနှုတ်ကပတ်တော်ကိုအဲ့ဒီတဲ့တဲ့နှုတ်ကပတ်တော်အတိုင်းစောင့်ရှောက်ဖို့ဖြစ်တယ်အာမင်ဘုချုပ်ကြီးနေမှခုနှစ်ခါရေချိုးဆိုရင်သူကခုနှစ်ခါချိုးဖို့ပဲ။ ဂျေရီခေါမြို့ကိုပရမတ်တစ်ချိန်ပတ်တစ်ချိန်စကားမပြောနဲ့ဘူးဆိုမပြောနဲ့ဘူးဒါပေမဲ့ခုနှစ်ရက်မြောက်တော့နေမှာတော့ခုနှစ်ခါပတ်ပြီးတဲ့ချိန်မှာသူတို့တပိုးခရာတန်ကြားတဲ့ချိန်မှာတော့သူတို့ကအောင်ပွဲခံရတာဖြစ်တယ်ဒါကြောင့်ဖရားရဲ့စကားကိုတဲ့တဲ့နားထောင်ဖို့တဲ့တဲ့လိုက်လျှောက်ဖို့အတွက်တယောက်စီတန်ဖျားရှင်ကောင်းကြီးပေးပါစေအာမင်အွန်ချိုအွန်ချိုချစ်ချင်โอเคနောက်ကျွန်တော်တို့ကချစ်ချင်းတဲ့တဲ့သွားဖို့ရန်အတွက်ဖရားကဖိတ်ခေါ်နေတာဖြစ်တယ် နောက်တစ်ယောက်ကိုကျွန်တော်တို့ယောရှုတို့မောရှေတို့ယောရှုတို့ပြီးရင်နောက်တစ်ယောက်ကြည့်အောင်အာဗြဟံဘုရားကပြောလို့ဆိုတော့ see as far as you can သင်မြင်နိုင်သလောက်ကြည့်ပါတဲ့ဝေးဝေးကြည့်ပါတဲ့ဒီနေ့ကျွန်တော်တို့လောကမှာအောင်မြင်တဲ့သူတွေကအဝေးမြင်နိုင်တဲ့သူတွေကြိုပြီးတော့စဉ်းစားတတ်တဲ့လူတွေကအောင်မြင်တယ်များတော့ဖြစ်ကျွန်တော်တို့ဒီနေ့အတွက်တောင်မစဉ်းစားရဖွယ်လေ မိုးလင်းမှကြီးကျက်လုံမယ်ဆိုတဲ့အဖွဲ့တွေအဆင်မပြေဘူးဒီနေ့မနေ့ပြန်အတွက်ကြိုတင်ပြင်ဆင်ရအောင်အနာဂတ်အတွက်ကြိုပြီးကျင်းစင်ကြရအောင်နောက်မှတစ်ချိန်မှသင်ယုံကြည်ခြင်းအမွေပေးဖို့တဲ့အခုခရေရစပြီးယုံကြည်ခြင်းကိုတည်ဆောက်ပါဟာလေလုယာအာမင်မြင်နေတဲ့လောက်ကြည်အောင်အနာမှာရှိလို့ပြောင်းဝေဝေးကြည်အောင်အာမင်ကပောက်ချန်ခန်းကြီးဆက်တော့ငယ်14ရက်နေ15မှာလောတာဒီအာပြန်နဲ့ခွာ၍တွားပြီးမှထာဝရဘုရားဒီအာပြန်ကိုခေါ်၍ တင်ရှိရာရက်ကတောင်မြောက်အရှိအနောက်တို့မျောကြည့်လို့ဆိုလောတာနဲ့အာဗြဟံကသူတို့နှစ်ယောက်ခွာရမယ့်အချိန်ရောက်လာတဲ့အချိန်ရှိတတ်တယ်ဒီနေ့တင်ဘသူကောင်းလဲဘသူမကောင်းမှုပဲနဲ့ဒီနေ့မှာတော့တင်ရဲ့ point A ကနေ point B ကိုဖခင်လက်တွဲစေပြီးအခုရှစ်ဆက်ကိုလမ်းခွဲရမယ့်သူတွေလည်းရှိနိုင်တယ်အထူးသဖြင့်မှားယွင်းသောဆက်ဆံရေးရှိတဲ့လူငယ်များအနေနဲ့အာနာရာမဟုတ် အာနာရာမျိုးမကောင်းတတ်ပါဘူးမဟုတ်ဘဲနဲ့အဲ့ဒီကိုလှုပ်တဲ့အရာရဲ့ consequences ကတော့ခံမှာမှန်တော်လဲပဲ နောက်မကြခင်မှာနောင်တရဖို့နဲ့လမ်းခွဲเสียရှိရလမ်းခွဲကြအာမင်ထားခဲเสียရှိရထားခဲကြဖြတ်တောက်เสียရှိရဖြတ်တောက်ပြလိုက်ဟာလေလုယာလူငယ်တွေအာမင်ထူလို့ရမလားအာမင်အာမင်ဘာလို့ဆိုတော့အဲ့လိုခွာမှဘုရားကစကားပြောလို့ရတာတစ်ချိန်လုံးကျွန်တော်တို့ဖုန်းနဲ့မျက်နှာအပ်နေတယ်တစ်ချိန်လုံး chatting လုပ်နေတယ်တစ်ချိန်လုံးသူနဲ့မှပဲဆိုလို့ရှင်တော့ဘုရားခင်ကနေရာမရဘူးဖြစ်နေတာဒါကြောင့်နားမှာရှိတဲ့ခွာเสียရှိရခွာလိုက်တော့လို့ပြောလိုက်တာ ဲ့ဒီခါကြမှအဲ့ဒီခါကြမှသူ့ကိုအရှင်းအောက်တောင်ကြောင့်မျောကြည့်ခိုင်းတာဖြစ်တယ်။မျောကြည့်တဲ့ခါမှာအဲ့ဒီမြေတွေကိုဘုရားကငါပေးမယ်တဲ့။ဒါပေမဲ့ next step ကြည့်အောင်အစမှကျွန်တော်ပြောသလို expand ဆိုတာစကားတစ်ခုတစ်သက်မဝင်တဲ့ light ရှောက်မှုကိုမြင်တွေ့ရတာဖြစ်တယ်။နောက်တစ်ချက်ကိုကြည့်ပေးပါ။ Get up and walk around the land အဲ့ဒီခုနကြည့်ခဲ့တဲ့အရှင်းအောက်တောင်ကြောင့်မြေကိုဒီတိုင်းပဲကြည့်ပြီးတော့မှနော် ဲ့လိုကြီးခဲတဲ့လူတယောက်ရှိတယ်ဗျကျွန်တော်တို့ Israel ကိုလေ့လာရေးသွားတော့တောင်တောင်ကို guide ကပြတယ်အဲ့ဒီတောင်ကြည့်ပါတယ်ဘာလဲပေါ့မောရှိကအသက်120မှာမျက်စိမမုံသေးဘူးဒါပေမဲ့ခါနန်ပြည်ကိုဝင်ခွင့်မရတဲ့ခါမှာအဲ့ဒီတောင်ကနေလှမ်းပြီးမျောကြည့်ပြီးတော့နော်မဝင်လက်ရတဲ့ခါနန်ပြည်ကိုမျောကြည့်တဲ့တောင်လို့ကျွန်တော်တို့ guide ပို့တဲ့ guide ကပြောတယ်ဒီနေ့ကြည့်ပေမဲ့မရတဲ့အသက်တာမဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေအမတ်ကြီးကတော့ ဖြစ်ပါမလားမိုးကောင်းကင်ပြတင်းပေါက်ဖွင့်ရင်တော့ဖြစ်နိုင်တယ်မင်းတို့ကြည်ကြအောင်တော့ဆိုတော့မြင်တော့မြင်ရတယ်မခံစားလဲရဘူးဒီနေ့ချစ်တော်ညီကိုမနော်မင်းကျွန်တော်တို့မြင်လဲမြင်မယ်အပိုင်လဲသိမ့်မယ်အဲ့ဒါဘုရားရဲ့အလိုတော်ဖြစ်ပါတယ် get up ဆိုကျွန်တော်တို့ get up ဆိုတဲ့အခါမှာထဖို့အတွက်ကနော်နည်းနည်းကျွန်တော်တို့ဘိုက်ထောက်တဲ့ဖွဲ့လေးရှိတယ်တခါလေကြာရင်ထတော့အာမလွယ်ဘူးနော်ကျွန်တော်တို့အရန်ဖိဖိတဲ့တော့ဆရာသမားတွေဒီမှာအရန်ဖိဖိတဲ့ဖွဲ့တွေကတော့တိတ်ပြောစရာကောင်းကျွန်တော်တို့တခါတခါအထိုင်ထတွေကတိတ်အစီအမပြေတဲ့ချိန်ရှိတယ် တင်းစင်ပြေတာမပြေတာဘုရားကမတိလုံးကိုဒါမဲ့တင်းထဆိုရင်ထရမှာပဲအာမင်လူနူတင်းလူနူလေးယောက်ကသူတို့တနာစရာကောင်းတယ်ဒါမဲ့ထရမယ့်ချိန်ရောက်တော့သူတို့ထလာတယ်သူတို့ရဲ့ချိုးတဲ့ခြင်းကဘိုးချီအတန်ဖြစ်ဘုရားခင်ပြောင်းပေးတယ်ဟာလေလုယာအာမင်ဒါကြောင့်ထပါဆိုတဲ့ခါမှာနော်ဒူးတိတ်မကောင်းလို့ပါဆိုတာမှမရဘူးထဆိုထပဲဟာလေလုယာ ဖခင်ကကျွန်တော်တို့ကိုအစွမ်းတက်တိကိုပေးပြီးသားဖြစ်တယ်တင့်ကိုဒရွတ်တိုက်ဆွဲတာမဟုတ်ဒါမဲ့တင်ထနိုင်တဲ့အနေထားရှိတဲ့အတွက်ဖခင်ကထခိုင်းတာဖြစ်တယ်လက်ကိုစမ်းတုတ်ပါဆိုတဲ့ခါမှာမထုတ်နိုင်တာတေးကြတယ်ဒါပြင်နှုတ်ကပတ်တော်ကအခြေအနေထက်မှဆိုးဆန်တော်ဘုရားဖြစ်တယ်စမ်းတုတ်ဆိုတဲ့ခါမှာစမ်းထုတ်တယ်လို့ပဲဒီနေ့ get up ဆိုတဲ့ခါမှာကျွန်တော် get up ဖို့ဖြစ်တယ် hallelujah ထပါဆိုတဲ့ခါမှာထဖို့ပဲဖြစ်တယ် amen အသက်ကြီးကြီးအာဘရမဖိုးကြီးကိုထခိုင်းတယ်လမ်းလျှောက်ခိုင်းတယ် အခုလို platform တွေခင်းထားတဲ့လမ်းပေါ်ကိုတောတောင်မှာအသက်အသက်ကြီးကြီးဦးလေးကြီးအဖိုးကြီးအာဗြဟံကလမ်းလျှောက်ရတယ်ဝေးဝေးလေးရှောက်နိုင်မယ်မထင်ပါဘူးကျွန်တော်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ရှောက်ခြင်းအပြင်သူ့ရဲ့ဆွေစဉ်မျိုးဆက်ကညီကိုအပိုင်ရရှိသွားတာဖြစ်တယ်ဒီနေ့တင်ထားမှဖြစ်မှာဖြစ်တဲ့အတွက်တင်လျှောက်မှရမှာဖြစ်တဲ့အတွက်ထနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။လျှောက်လိုင်းနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။သူကြည့်ခဲ့တဲ့မြေတွေကိုသူစပြီးတော့နင်းလာတဲ့ခါမှာ ဲ့ဒီမြေအားလုံးကသူတို့အပိုင်ဖြစ်လာတယ်အာမင်ဒါကြောင့်ကြားယုံမဟုတ်ပဲတရားကိုနာယုံများမဟုတ်ပဲလိုက်လျှောက်တော့သူဖြစ်ဖို့ဆိုတာအဲ့ဒါကိုပြောတာလို့ကျွန်တော်ယုံကြည်တယ်။ကြားလေဒါမဲ့မလိုက်လျှောက်တာမဟုတ်ပဲနဲ့ဒီနေ့ကစပြီးနာခံခြင်းနဲ့လိုက်လျှောက်ဖို့ဘုရားကောင်းကြီးပေးပါစေ။လူတိုင်းတဲ့တဲ့သွားရမယ်လို့ပြောတဲ့အတွက်အဲ့ဒီနေ့အဖြစ်ပြက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဂျေဒီခေါမျိုးကိုသူတို့ပတ်နေတာ။ပတ်နေတော့ အဝိုင်းကြီးလိုက်ဒီဂျေရီခေါမြို့ကိုသူတို့လူအားလုံးကပတ်နေတာဖြစ်တယ်လူနှစ်တန်းလောက်ကပတ်တယ်ဆိုတော့ဂျေရီခေါမြို့ကိုသူတို့ဘယ်နှပတ်ပတ်မိလဲတော့ကျွန်တော်မသိဘူးမတွက်မိဘူးဒါပေမဲ့အဲ့ဒီဂျေရီခေါမြို့ရဲ့အတိုင်းတာတော့သူတို့ဣသရေလလူမျိုးနှစ်တန်းကျော်ကတော့နော်လူမျိုးများစွာကတော့သူတို့အုပ်မိမှာပဲအကုန်လုံးကအဲ့တော့ကျွန်တော်ကဒီဂျေရီခေါမြို့ကိုဒီလိုမျက်နှာချင်းဆိုင်နေတဲ့အချိန်မှာဟိုဘက်မှာလဲနောက်တစ်ယောက်ကဒီဘက်မှာမျက်နှာချင်းဆိုင်ပြီးတော့မှအားလုံးကဘိုးပြုတ်နေတာအဲ့မှာသူတို့တဘိုးခရအတန်ကြားလို့ က်ပါဆိုတဲ့ခါမှာအကုန်လုံးကဗဟိုချက်ကိုတက်လာတဲ့ခါမှာတော့မျိုးရိုးကမခံနိုင်တော့ဘူး hallelujah ဒီနေ့အသင်းတော်တွေကျွန်တော်တို့ခရစ်တော်ကိုဗဟိုပြုတ်ပြီးတော့မှခြိတက်မယ်ဆိုရင်တော့မျိုးရိုးတွေကပြိုကျမှာဖြစ်ပါတယ်တတိုင်းတွေကပြိုကျမှာဖြစ်ပါတယ်အကာစီးတွေကပြိုကျမှာဖြစ်ပါတယ်အောင်ပွဲခံရမှာဖြစ်ပါတယ် hallelujah သူရဲ့ strategy ကနော်အားလုံးကိုပတ်ခိုင်းပြီးတော့မှစကားမပြောခိုင်းဘူးတုတ်တန်ချမ်းထဲမှာအချိန်တန်မှပြောတော်စကားကမုံမြတ်တယ်ကျွန်တော်ကတခါကျအပြောစောတယ် ော်ကျွန်တော်တို့ကတခါလေးမှာကျွန်တော်တို့စကားကိုနှုတ်ကိုစကားပြောချင်းမှာအယမ်းမြန်တယ်ယာကုပ်ပြောတာ ਨੇ ပြောင်းပြန်တခုံးပြန်ပြောပြလိုက်တယ်ကျွန်တော်ကပြောတက်လွန်းတယ်ကျွန်တော်တို့ဒါပေမဲ့ယာကုပ်ကတော့ကျွန်တော်တို့ပြောပါတယ်နားထောင်ချင်းမှာမြန်ပြီးစကားပြောချင်းမှာနေပါတဲ့ပြီးမှရှိပြောင်းပြောင်းပြန်ဖြစ်နေသလားလို့ကျွန်တော်ပထမနေ့စကားပြောခွင့်မရှိဘူးဒုတိယနေ့စကားပြောခွင့်မရှိဘူး။နောက်ဆုံးသောနေ့မှာသူတို့ နောက်ဆုံးကြိမ်អော်အားမဲ့အချိန်ရောက်တဲ့ချိန်ကျရင်တပိုးခရာတန်နဲ့သူတို့ကြွေးကြော်ပြီးတော့မှတက်တယ်သွားတယ်ချစ်တော်မိတ်ဆွေကျွန်တော်တို့ဒီနေ့เนาะလမ်းပြောင်းနေတယ်တခါလေးမှကျွန်တော်တို့ကတက်တက်မသွားပဲကျွန်တော်တို့ကဒီဇောင်းနေဖြစ်နေတယ်ထူးဆန်းတာကဘုရားရှင်နှုတ်ကပတ်တော်เนาะတက်တက်သွားတယ်ဘဲဘက်ကိုလည်းမကြည့်နဲ့ညာဘက်ကိုလည်းမကြည့်တယ်ကျွန်တော်တို့ကကြည့်ချင်တာကြည့်ချင်တာကြည်လုံးအားကြီးလို့เนาะလောတမယာစားတိုင်းဖြစ်သွားတာဒါကြောင့်အရင်ကြီးမကြည့်ချင်ကြနဲ့ကျွန်တော် မနေ့ပြန်မှာကျွန်တော်တို့ဘာဖြစ်မယ်ဆိုတာမသိကြဘူးဒါပေမဲ့ဘုရားခင်ရဲ့နှုတ်ကပတ်တော်ဘုရားရဲ့ခိုင်းတဲ့ညာကိုတက်တက်သွားနေတည်း၍ကျွန်တော်တို့ကဘုရားရဲ့ပေးတဲ့ဂတိတော်ရရှိမှာဖြစ်တယ်ကျွန်တော်သိတဲ့ဘောကြတာကမင်းတို့တက်တက်သွားပါတဲ့လက်ဝဲပဲလက်ရပဲကိုမကြည့်နဲ့တဲ့ကျွန်တော်တို့ကလက်ရပဲလက်ဝဲပဲကြည်ရင်းနဲ့သွားရဆိုရင်အရှိ့ကိုမရောက်တော့ဘူးဒါမဲ့ဘုရားကအရှိ့ကိုတက်တက်သွားရင်မဖြစ်လဲလက်ဝဲဘက်ကိုလည်းတိုးပွားစေမယ်လက်ရဘက်ကိုလည်းတိုးပွားစေမယ်ဟာလေလုယာအာမင် လွန်ခဲ့တဲ့နှစ်နှစ်၃နှစ်လောက်မှာဘုရားခင်ကကျွန်တော်ကိုတိကျစွာစကားပြောပြီးတော့မှာမင်းတို့မင်းတို့ငါတို့တိုးပွားငါတိုးပွားစေမယ်မင်းတို့အတင်းတော်မင်းတို့သာသနာမင်းတို့မိသားစုမင်းတို့မင်းရဲ့တက်တော်ကတိုးပွားစေမယ်လက်ဝဲပဲလက်ရပဲကိုတိုးပွားစေမယ်အဲ့ဒါကျွန်တော်မြေပုံကိုကြည့်လိုက်တယ်ဘာရဲ့မဟုတ်ကြည့်လိုက်တဲ့ခါမှာကျွန်တော်ရှိတဲ့နေရာနေစင်ကာပူကနေကျွန်တော်ကြည့်ရလက်ဝဲပဲ US လက်ရပဲ Australia ကိုတော့ဘာလို့ဆွေးချင်တာလဲဘုရားခင်ကအသေးစိတ်မပြောတာမဲ့ဘုရားကတိကျလှုပ်လာတဲ့ခါမှာတပြိုင်နက်တည်းဝင်လာတယ် နော်အမေရိကကလည်းကျွန်တော်ကို Oral Robert University ကနော်မြို့ငါတို့ Adjunct Professor ခန့်ချင်တယ်အမေ online ကနေစာသင်လို့ရလာနေလို့လည်းရတယ်လာနေချင်တော့ကျွန်တော်အချိန်မတန်ပါဘူးကျွန်တော်အဲ့ဒီ dress ကိုမရှိဘူးအဲ့တော့သူတို့ကကျွန်တော်ကိုလာပြီးတော့ဖခင်ဂျေဆုရောကြောင့်မိသားစုတွေလည်းစုံလင်စွာနဲ့စင်ကာပူသင်းတော်မှာ Adjunct Professor ရာထူးကိုသူတို့အနင်းပေးတယ်တစ်ချိန်တည်းမှာပဲ Australia မှာကျွန်တော်ဇနီးတဲက Biomedical Scientist ဖြစ်တဲ့ခါမှာသူ့ရဲ့အောက်ကနေကျွန်တော် Skill Visa ဖိတ်ခေါ်ခြင်းခံရတယ် အခုချိန်ဆိုရင်ဩစတြေးလျကသွားနေကြသွားဘူးနေကြသူတွေတောင်မှ visit visa လုံးဝမပေးတဲ့ချိန်မှာကျွန်တော်တို့ကိုထူးခြားစွာ family လိုက်ကြိုက်တယ်လို့သွားရောက်နေထိုင်ခွင့် visa ပေးလိုက်ခါမှာအော်နှုတ်ကပတ်တော်ဆိုတာတကယ်ဖြစ်တာပါလား hallelujah it's just the beginning ဒါကတာမညပဲဖြစ်သေးတယ်ဘုရားခင်ကနောက်ပြုတ်အောင်မဲ့ຢာတွေကဟိုကြီးမားတယ်ဆိုတာကျွန်တော်ယုံကြည်တယ်ဒါကြောင့်စစ်တော်မိတ်ဆွေကျွန်တော်တို့ဘယ်ဘက်ကိုတိုးပွားခြင်းသလားညာဘက်ကိုတိုးပွားခြင်းလားကျွန်တော်တို့လောရမှာကတက်တက်သွားဖို့ပဲဖြစ်တယ်ဘုရားရဲ့ strategy ကထူးခြားတယ်နော် အမှန်တကယ်ဆိုကျွန်တော်တို့တိုးပွားခြင်းကျွန်တော်တို့ဟိုဘက်လက်ကြည့်ဒီဘက်လက်ကြည့်နည်းနည်းအကုန်လုံးခွာချက်တွေလုတ်ပြီးတော့သွားမှာနော်ဘုရားကတက်တယ်ပဲသွားပါဒီနေ့ချက်တော်မေဆိုရင်တင်းနဲ့ကျွန်တော်ကြားထားသောဗျာဒိတ်တော်ကြားထားသောနှုတ်ကပတ်တော်ကြားထားသော prophet ပြုချက်တွေကအခုအပြည့်နဲ့တက်တယ်နဲ့ထင်ရှားနေတယ်နောက်ထပ်ကြည့်ရှုလို့အမှုတကုံသာပြုမယ်အာမင်တင်းရဲ့လက်ဝဲဘက်လက်ရဘက်ကိုငါတိုးပွားစေမယ်ကျွန်တော်တို့ဘက်ကမှန်မှန်မျောမိဖို့ကျွန်တော်တို့ဘက်ကမကန့်တမ်းမိဖို့ဖြစ်တယ် အကန့်တက်မဲ့ဘုရားကိုကန့်တတ်တာကျွန်တော်တို့ပါဘုရားကမဟုတ်ဘူးဘုရားတို့ကမိုးချုပ်နေပြီတောရက်လည်းဖြစ်တယ်လူကလည်းရမ်းများတယ်ဘလို့ကြွေးလို့ရမလဲအဖြေမရှိဘူးဒါပေမဲ့ဘုရားခင်ထဲမှာအဖြေမရှိဘူးဆိုမရှိဘူးလူငယ်လေးတယောက်ရဲ့မုံငါးလုံးနဲ့ငါးနှကောင်ကလူအလုံးအတွက်အဖြေဖြစ်သွားတယ်ယုံကြည်အောင်ကျွန်တော်နဲ့မိတ်ဆွေအဲ့ဒီကလေးကနော်ကလေးကိုဘာလို့တုံးသွားလဲအဲ့ဒီလူငယ်ကိုဘာလို့တုံးသွားလဲဆိုတော့လူငယ်တွေကလေးတွေက ျွန်တော်တို့လူကြီးတွေထက်ပို့ပြီးတော့ရိုးဖြောင်းနေဗျသူတို့ကတခုပြောရင်ဒီတိုင်းပဲယုံပြစ်လိုက်တာတခုပြောရင်သူတို့ကကျွန်တော်တမီးကတနေ့မေးတယ်ပပဂေါ်လဲနဲ့ဒီနေ့တွေ့လို့ရှိပပနိုင်မလားတဲ့သူတို့မေးခွန်းခက်တဲ့မေးခွန်းပါတော့ကျွန်တော်ဖះနဲ့သွားတဲ့သူဒါဝိကဖះနဲ့သွားနိုင်တယ်ဆိုတော့ပပလည်းဖះနဲ့သွားနိုင်မှာပေါ့ဆိုသူကတကယ်ကိုဂေါ်လက်ကိုနိုင်မဲ့လူလို့ကျွန်တော်ထင်သွားတာအဲ့ဒါကလေးသူငယ်လို့ယုံကြည်ခြင်းဖြစ်တယ်လူငယ်လေးတယောက်ကသူ့ရဲ့အမုံငါးလုံးနဲ့ငါးနှကောင်ယူလာတဲ့ခါမှာ ယေရှုစီကိုရောက်လာတယ်။ဒီနေ့လမ်းမှာသူ့ကိုတားတဲ့လူလည်းရှိမှာဟဲ့ရှက်စရာကြီးအဲ့ဒါလေးယူသွားလို့ဘာဖြစ်မှာလဲ။နော်ယေရှုကတောင်းနေတယ်ပေးလိုက်ဦးပဲဆိုတမန်တော်ကြီးတက်ထဲကိုထည့်လိုက်တယ်။ချစ်တော်မိတ်ဆွေတက်တက်သွားစရာရှိရသွားပါ။ရှက်စရာဖြစ်ရင်လည်းကိစ္စမရှိဘူးတက်တက်သွားပါ။အာမင်တက်တက်သွားပါတက်တက်သွားပါ။နောက်ပြန်မလဲနဲ့အာမင်နောက်ပြန်မလဲနဲ့အာမင်ဝါး praise the lord အဲ့တော့မုံငါလုံးနဲ့ငါးနှကောင်အားဖြင့်လူမြောက်များစွာကဝါစွာစားရတယ် နောက်တစ်ခုကမုံကတော့မပွားသေးဘူးဗျာမုံကတော့ရောက်မလာသေးဘူးယေရှုက90တစု90စုလျောင်းစီဒီနေ့ကျွန်တော်တို့ဒီမှာထိုင်နေကြတာအောင်မြင်နေလို့ကျွန်တော်တို့နော်ကျွန်တော်တို့ရဲ့အခြေအနေတစ်ခုကိုကြော်လွားနိုင်လို့ထိုင်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာစုဝေးခြင်းက ready ဖြစ်အောင်ကျွန်တော်ပြုစုနေတာဖြစ်တယ်တမန်တော်ဝုဒ္ဓတံမှာရှင်ဘောလူကတခါတရားဟောတဲ့အချိန်မှာလူတယောက်ကစိုက်ကြည့်ပြီးတော့မှအယံကိုယုံကြည်နေပြီဆိုတာသိတဲ့အခါမှာရှင်ဘောလူက ဲ့ဒီအမိဝမ်းတဲ့အချိန်မစွမ်းတဲ့သူထလို့ဆိုတဲ့ခါမှာရုတ်တရက်အဲ့လူကထပြီးလမ်းလျှောက်နိုင်တယ်။ယုံကြည်ခြင်းဆိုတာကြားနာခြင်းဖြစ်လာတယ်။အာမင်။ဒါကြောင့်ဒီနေ့ဒီကျွန်တော်တို့ရဲ့မနေ့ပြန်အတွက်ပြင်ဆင်ရကာလဖြစ်တယ်။ဒီနေ့ကြားတဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့ကဒီနေ့ကစပြီးတော့တက်တက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့တွေမကအောင်ကျွန်တော်တို့အမျိုးဆွေတွေလက်ဝဲဖက်လက်ရဖက်မှာရှိတဲ့အဖေဘက်ကမျိုးအမေဘက်ကမျိုး။ဟာလေလုယ။တင်းရဲ့ဘဲဘက်မှာရှိတော့အိမ်လေးချင်းညာဘက်မှာရှိတော့အိမ်လေးချင်းအာမင်။ အားလုံးကဘုရားရဲ့ကောင်းမြတ်ခြင်းကိုမြင်တွေ့ဖို့အတွက်ပွားများခြင်းပိတ်သိက်ဘုရားခင်ကချပေးနေတာဖြစ်တယ်။တဲ့တဲ့သွားပါလက်ဝဲဖက်လက်ရဖက်ကို မကြည့်ပါနဲ့တဲ့။ဒါမှသာလေဘုရားခင်ကတို့ပွားစေမှာဖြစ်ပါတယ်။အာမင်။ဒါကြောင့်ခြေတော်မိတ်ဆွေကျွန်တော်တို့နောက်ပြန်လဲဖို့တော့စဉ်းကိုမစဉ်းစားနဲ့။ဘယ်ဖက်တောင်မကြည့်ခိုင်းဘုရားကညာဖက်တောင်မကြည့်ခိုင်းဘူး။ဆက်ပြီးသွားရအောင်အာမင်။1800ကျော်ပြည့်နှစ်မှာအင်္ဂလန်နိုင်ငံဝေလပြည်နယ်မှာနိုးထမှုတက်ရောက်တယ် 1900ပြည့်နှစ်မှာ1800နောက်ပိုင်းမှာကျွန်တော်အဇူဆတ်မြို့မှာနှုတ်ထမှုရှိခဲ့တယ်အမေရိကလော့စ်အန်ဂျလိစ်မှာကယ်လီဖိုးနီးယားပြည်နယ်မှာအခုကတော့ဝေးလ်စ်ပြည်နယ်မှာဝေလာပြည်နယ်မှာနှုတ်ထမှုရှိတယ်သာသနာပြုဆရာတွေကအိုက်ကန်တွေစပြီးတော့မှအာရှဖက်တွေသာသနာပြုကြတယ်တချို့သာသနာပြုတွေကအိန္ဒိယဘက်ကိုရောက်သွားပြီးတော့မှအာဆမ်နယ်ကိုရောက်သွားတယ်အဲ့ဒီမှာနှစ်ကိုးွယ်တဲ့လူအရင်များတယ်ဒါနဲ့အဲ့ဒီယွာမှာနေရင်နဲ့သာသနာပြုဆရာတွေနေရင်နဲ့မိသားစုပြောင်းလဲသွားတယ်ဒါပေမဲ့အဲ့ဒီသာသနာပြုဆရာတွေက ြန်ပြီးပြည်နေနံပေးခံလိုက်ရတယ်သူတို့ဆိုတော့ဒေတာကံမိတားစုလေးပဲတားနေအောင်နဲ့အမေနဲ့ဖေနဲ့၄ယောက်ပဲအဲ့ဒီရွာမှာရှိအရန်ယေရှုကိုချစ်တယ်သူတို့ရဲ့ဒေတန္တရသူတို့ရဲ့စော်ဘွားပေါ့သူတို့ရဲ့ခေါင်းဆောင်ကအရန်စိတ်ဆိုးတဲ့ခါမှာလူတက်ကွင်းကိုခေါ်ပြီးတော့မှယေရှုကိုမယုံတော့ဘူးလို့မင်းပြောမဟုတ်စင်မင်းကတတ်မယ်ယေရှုကတကယ်ကောင်းမြတ်တယ် तू ကလုံးဝမစွန့်လွတ်ပါဘူးပြောတဲ့ခါမှာနောက်ဆုံးမြားနဲ့ချိန်ခံပြီးတော့မှမင်းရဲ့ဇနီးတွေကိုငါရင်တတ်မယ် ်မိရဲ့သားနဲ့ကိုတတ်မယ်ယေရှုကိုမယုံတော့ဘူးလို့မပြောဘူးဆိုယေရှုကိုမစွန့်လို့ဘူးဆိုရင်ပေါ့ဒါနဲ့အဲ့ဒီလူကသူတို့ခေတ်တုန်းကเนาะကျွန်တော်တို့အိန္ဒိယကားတွေမှာကလာကားတွေเนาะအိန္ဒိယကားတွေမြန်မာတွေလဲရှေ့တုန်းကတခုဆိုတချင်းဖွဲ့ဖွဲ့ပြီးဆိုတာ哦အဲ့တော့သူကစပြီးတော့တချင်းတပုတ်ကိုကောက်ဆိုလိုက်တယ်ကြပြားတပုတ်ကိုယေရှုနောက်လိုက်ဖို့ငါဆုံးဖြတ်ခဲ့တယ်နောက်ပြန်မလဲဘူးဒါနဲ့ဩမင်းကနောက်ပြန်မလဲဘူးဟုတ်လားလာသားဆိုပြီးတော့မှဒါနဲ့ကိုတခါလေးတတ်ပစ်လိုက်တယ် လူးလိမ့်ပြီးတော့ဖုန်ထဲမှာတင်နေချင်မှာမျက်ရည်ကြားလျက်အဲ့ဒီဒေတာခံပြောင်းလဲသူကနောက်တစ်ပုတ်ကိုထပ်နောက်တစ်ပိုက်ကိုထပ်ဆိုလာလိုက်သူမရှိလဲကျွန်ုပ်ဆက်ရှောက်မယ်နောက်ပြန်မလဲဘူးပြောရခါမအရန်စိတ်ဆိုးပြီးတော့မှသူ့ဇနီးတွေကိုတပစ်လိုက်ရောမြင်တွေ့လာမင်းမိမလည်းတည်သွားပြီဆိုဒီတခါမင်းလည်းပဲယေရှုကိုစွန့်လို့မလားတည်မလားဆိုတော့တည်မယ်လည်းမပြောမစွန့်လို့လည်းမပြောသူကချက်ချင်းပဲကားတိုင်းကိုရှေ့ရှုလောကကိုကြောခိုင်းနောက်ပြန်မလဲ အဲ့ဒီ၃ပိုက်ဆိုပြီးတဲ့ခါမှာသူ့ကိုပါပြတ်တက်လိုက်တာအကုန်တေသွားတယ်ဒါပေမဲ့အဲ့ဒီဒေတာခံခေါင်းဆောင်ကြီးကရုတ်တရက်သူမခံနိုင်တော့ဒီလောက်ထိသူ့ရှေ့မှာသူတိတ်ချစ်တဲ့ဒါနဲ့ရောက်သူချစ်တဲ့ဇနီးတဲ့ကိုတတ်ပြီးပြီသူ့အသက်တော်မနှောမယ့်ဘေးဆိုဒီယေရှုကဘာလုပ်လဲဆိုပြီးစပြီးစုံစမ်းလာပြီးတရွာလုံးပြောင်းလဲသွားတယ်လို့ကျွန်တော်တို့ဖတ်ရတယ်နောက်ပိုင်းမှာအဲ့ဒီအာဆမ်နဲ့ကအခုချိန်ထိကြီးမားသောဝိညာဉ်အရှိန်ကြီးထွားနေတဲ့ပြည်နယ်တစ်ခုဖြစ်တယ်လို့ကျွန်တော်သိရတယ် ချစ်တော်မိတ်ဆွေတမိုင်းကလည်းတက်တေထူပါတယ်ဒါပေမဲ့ယနေ့ကျွန်တော်နဲ့မိတ်ဆွေကနောက်ပြန်လဲဖို့ဘယ်နှယောက်ကဆုံးဖြတ်ထားလဲတော်ပြီဒီနေ့တော့ဒါပြီးရင်တော့ငါဆက်လုတ်เสียရတယ်တိတ်မရှိတော့ဒါမို့ရှင်ငါအသက်ကြီးပြီဒါမို့ရှင်ငါငါဆက်ပြီးတော့မှမတက်ထားဖို့လဲငါအားမရှိတော့လက်ဆန်းထုတ်ဖို့လဲတည်နေတာဘလို့မှမရဘူးကိုတော့ဒါပေမဲ့ဘုရားခင်ကဒီနေ့ကျွန်တော်တို့ကိုပြောနေတယ်ဆန်းထုတ်လိုက်ပါဆန်းထုတ်လိုက်ပါ ဆန်ထုတ်လိုက်ပါဟာဆန်ထုတ်လိုက်ပါဟာလေလုယာဆက်ပြီးပြောတယ်ဘုရားခင်ကအာဗြဟံကိုနော်အသက်ကြီးတဲ့အာဗြဟံကိုနှစ်100နီးပါးနော်အနှစ်90ကျော်မှသူ့ကိုခေါ်ထုတ်တာဆိုတော့အသက်90နဲ့90ကြားလောက်မှဒီစကားကိုပြောတာဖြစ်တယ်အာဗြဟံ get up walk around get up walk around hallelujah ကျွန်တော်တို့အဖေကိုအရန်ချစ်တယ်အဖေ truth ဖြင့်ကျွန်တော်မမီလိုက်ဘူးသူ့အသက်ကိုအရန်ဝမ်းနေတယ်စဉ်းစားတိုင်းမှာ ။ तू ကလည်း7မိနစ်အတွင်းမှာတခါတည်းသွားလိုက်တာ။ဆိုတော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး။ဆူတောင်းချင်လည်းမရဘူး။တခါတည်းသူကသွားလိုက်တာ။အရန်ဝမ်းနေတယ်။ဒါပေမဲ့ချစ်တော်မိတ်ဆွေမောရှိတည်ပြီးတဲ့နောက်ပိုင်းမှာယောရှုကိုဘုရားခင်ကတင်းနှင်းတော်မျိုးကိုငါပေးမယ်တဲ့။အဲ့ဒီမြေကြီးရချင်လို့အဖေစောစောသွားပါပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့။အဖေသွားမှရမှာမလို့ဆိုပြီးတော့အဲ့လိုမဟုတ်ဘူး။ဒါပေမဲ့မောရှိသွားတော့သူတို့အရန်ဝမ်းနေပေမဲ့ယောရှုတို့က ူတွေ့ next calling ကတော့တင်နေသည်မြမြေကိုငါပေးမယ် amen ဘလောက်တောင်မှန်ကန်လဲဆိုတော့ဂျော်ဒန်မြစ်ကိုသူတို့နင်းလိုက်တဲ့ခါတိုင်းမှာရေကပုံပုံကြွာလာတယ်တမန်တော်ကြီးရှင်ပေတုလိုပဲရေပေါ်မှာရှောက်တယ်ဆိုမမဘူးဒီနေ့ချက်တော်မိတ်ဆွေတဘာဝလွန်တရားကိုရခြင်းနဲ့ဆိုရင်တော့တဘာဝကိုစန့်ကျင်ပြီးတဘာဝကိုကြော်လွန်ပြီးနာခံမှုရှိမှာပဲရတယ်ဒါကြောင့်မလို့နောက်ပြန်မလဲဆိုတဲ့သချင်းလေးကိုဒီဆိုရင်နဲ့ကျွန်တော်တို့ဖရားထဲမှာပြန်လဲဆက်ကကြရအောင် ဟာလေလုယာအဲ့ဒီတခြင်းဟာနောင်မှာတခြင်းရေးစရာကကျွန်တော်တို့မမအုပ်ဆိုရင်စာဒူးစန္ဒစင်းကတန်စင်ထဲ့တယ်လို့လည်းဖတ်ဘူးတယ်ဒါပေမဲ့လည်းတိကျတဲ့ record တော့မရှိပါဘူးဆိုတော့ဘလို့ပဲဖြစ်စေကောင်မူအဲ့ဒီစာလေးကိုစာသားလေးကပါဇက်ရာဆိုရင်လည်းကြံခဲ့ပြီးနောက်ပိုင်းမှာတခြင်းဖြစ်လာပြီးအမည်မသိရှေးစာဆိုတယောက်ဆက်ထားတဲ့တခြင်းတွေနဲ့ယေရှုနောက်လိုက်ဖို့စိတ်ဆုံးဖြတ်ခဲ့ပြီးနောက်ပြန်မလဲနောက်ပြန်မလဲဒုတိယပိုက်က လိုက်သူမရှိလဲကျွန်ုပ်ဆက်လိုက်ပြီနောက်ပြန်မလဲနောက်ပြန်မလဲလောကကိုကြောခိုင်းကားတိုင်းကိုရှေ့ရှုလောကကိုကြောခိုင်းနောက်ပြန်မလဲနောက်ပြန်မလဲလွယ်လွယ်လေးပါပဲအားလုံးတည်ဆိုရင်ねချိန်တိုင်းတက်တော်ဆက်ကြကြရအောင်